မနေ့ကတို့တော့ပြတောင်းမှတယ်ဒီလားမမမီနဲ့တွေ့တော့ပြောဖြစ်တယ်အားရတယ်အဓိကတော့ပြိသက်တွေကြတော့လေသူတယောက်တည်းခံနေရတာကိုမခံစားနိုင်ဘူးပေါ့တော့ခံပြင်းကြတယ်ပေါ့မမမီရဲ့အဆုံးတက်ကိုသူကသဘောမကျတဲ့အတွက်ကြောင့်တော့ဘောရ special episode အနေနဲ့ပြိသက်ကိုပြန်ပြီး surprise လုပ်တဲ့သဘောပါအသက်ကကြီးနေလို့ကိုဝင်ဆောင်ဖို့ခက်တဲ့အကြောင်းကိုပြောနေတာလေသမီးရဲ့ဟာသူ့မို့ရင်းနဲ့အနီဝါကိုမြင်လိုက်ရတဲ့အချိန်မှာ ဒီဆိုကိုလည်းအတူတူပဲအဲ့ချိန်မှာဟဲဆိုပြီးတော့သွားပြီလို့အားရတယ် special episode ကိုပို့ပြီးအားရတယ်။ဘဘမတိလာရုံလေခကြီးကြီးလည်းသွားနေတော့ရိုက်တယ်ဆိုတော့သိတာပေါ့လေဇလန်းကို တီးလာဘူးမထွက်လာတော့ဒီနေ့တော့မှမမမီနဲ့တွေ့တော့ပြောဖြစ်တယ်အားရတယ်အဓိကတော့ပြိသက်တွေကြတော့လေသူတယောက်တည်းခံနေရတာကိုမခံစားနိုင်ဘူးပေါ့တော့ခံပြင်းကြတယ်ပေါ့မမမီရဲ့အဆုံးတက်ကိုသူကသဘောမကျတဲ့အတွက်ကြောင့်တော့ဘောရ special episode အနေနဲ့ပြိသက်ကိုပြန်ပြီး surprise လုပ်တဲ့သဘောပါအသက်ကကြီးနေလို့ကိုဝင်ဆောင်ဖို့ခက်တဲ့အကြောင်းကိုပြောနေတာလေသမီးရဲ့ဟာပြိသက်တွေကတော့ပြောရပေါ့နော်အဲ့ဒီကမို့အေးနဲ့အန်ဒီဝါကိုမြင်လိုက်ရတဲ့အချိန်မှာ ဒီဆိုကိုလည်းတူတူပဲအဲ့ချိန်မှာဘဲဆိုပြီးတော့သွားပြီလို့ဘလောက်ပြောလဲစီစီလဲဒီစုပရိသတ်ကြတာဘာလို့ပြောမတင်နဲ့မဟုတ်ပရိသတ်ကကြတော့ character တစ်ခုချင်းစီတိုင်းဝင်ပြီးခံစားတာ ဟိုဟာဖြစ်ပါစီဒီဟာဖြစ်ပါစီတော့ဘုံတော့ပိုးလဲအဲရုပ်ရှင်နေကြီးခဲ့တော့ကလည်းပြိတ္တနေကနေကြီးခဲ့တော့ဆိုရင်တချို့ character တွေဆိုအားမရဘူးလေဒါလေးဒီလိုလှုပ်လိုက်ပါလာကြလေလို့ဒါဆိုရှင်ဒါတေးကြလေဒီပြိတ္တကဒီရုပ်ရှင်ကိုတေးကြလေကြည်တာလို့အဲ့အတွက်တော့ပိုးတော့ပိုးပြီးဝမ်းသာရအကျင်ပေါ်ဆိုလို့ရှိရင်တော့ပိုးတော့ချင်မမချင်တာတက်ကိုအများကြီးပိုးပြီးအောင်မြင်နေရပေါ့နော်အောင်မြင်နေဆိုတာတော်ရိုက်နေရာတိုင်းမှာတော့ပိုးလို့ဆိုလို့ရှိရင်တော့ပိုးလို့မခေါ်တော့ချောကလေးရအဲဝီလာယူဆိုမမအဲမဆူဗီယူဆိုတေးပေါ့အဲ့လိုမျိုးခေါ်ကြရတယ်ပေါ့နော်ဒီနေ့ဆိုလည်း ဟိုဘာလဲကိုခက်မွန်ဆိုလို့ရှိရင်လည်းအဲစကြမြန်စူရီဆိုလည်းမေဘီဂျီဆိုမမေဘီဂျီဆိုလည်းအဲ့လိုမျိုးဆိုတော့လေပြောရမယ်ဆိုတော့ဒီ team work တစ်ခုလုံးအတွက်တော့ဘာအများကြီး proud ဖြစ်ပဲဘာဖြစ်လို့လဲဆိုတော့အာဒီကားကလေရိုက်ကူးရတာလူအရန်များတာဖြစ်တဲ့အတွက်ကြောင့်မို့အရန်နဲ့တယောက်နဲ့တယောက်ညီနိုင်ရတဲ့အပိုင်းတွေရှိရပေါ့နော်ဒါပေမဲ့လည်းအဲ့လိုအခက်အခဲမရှိဘဲနဲ့ချောချောချူချူနဲ့ပြီးသွားတဲ့ကားလေးပေါ့မောင်လေးနာမျိုးလား တော့ဒီဘန်ကိုခေရီမှာလည်းတော်တော်အကျံပြူလာတဲ့အထိတော်ဖြစ်လာရာအာမြန်မာပြည်သူတွေပေါ့တော်တော်ဆွဲဆောင်နိုင်တဲ့ဟိုခံစားနေတာကျွန်မကတော့ဟိုလောလောဆယ်ရောပြည်သူတွေကျွန်တော်တို့ပြန်လဲပြီးတော့တဖန်ရောက်လာတဲ့ရင်ထဲမှာရောက်သွားတဲ့ character လေးတွေကိုသူတို့ရင်ထဲမှာထပ်တူခံစားရတဲ့ series တစ်ခုပေါ့နော်ကျွန်တော်ခုလိုမျိုးခုနပြောသလိုပဲအမထင်တာလောက်အောင်အပီးရဲ့အတွက်ကြောင့်အများကြီးဂုဏ်ယူပါတယ်